သားတို့သမီးတို့ရေ မင်္ဂလာပါဒီနေ့ပင်ဝါယုံကပြာကိုတင် जा ပေးมาဖြစ်ပါတယ်သားတို့သမီးတို့ရေဝါပင်ကလေးတွေကိုမြင်မှုကြရဲ့လားဝါပင်ဆိုတာက အရွက်ကလေးတွေကအစိမ်းအောင်ရှိပြီးတော့အကိုင်းခက်ကလေးတွေကအကိုင်းတွေကနေပြီးတော့အညူရောင်ရှိတဲ့အပင်မျိုးဖြစ်တယ်ဝရုံဆိုတာတော့တပင်ထဲမပေါက်ဖင်းနဲ့အစုလိုက်ပေါက်တတ်တဲ့အပင်ကိုဝရုံလို့ခေါ်တာပင်ဝါယုံကပြားလေးကိုဒီချဲကပထမအဆုံးဖတ်ပြမယ်သားတို့သမီးတို့ကလိုက်ပြီးတော့နားထောင်ပြီးပါပင်ဝါယုံစိမ့်လဲငယ်တဲ့ညူရောင်ပင်ဝရုံလေးယူသိမ့်နေ ရိန်ွဲ့မြောက်တာမြူကိုရေမောင်းဟိုတောင်ကြော့ခပန်းရွှေဥရောငယ်တို့မြိုင်ဆောင်မှာတွန်လန်းချိုးလှတဲ့ကွန်းခိုးတဲ့နန်းအမိမတိရှေးစာဆိုဒါတို့သမီးတို့ရေကြပြလေးကိုတီချယ်ကဆူပြပြီးပြီဆိုတဲ့အတွက်ကြောင့်ကြပြလေးမှာပါတဲ့စကလုံးလေးတွေရဲ့အထိပယ်တွေကိုလည်းသိပါသလား ဲ့တော့ဒီချက်ကပြောပြမယ်နော် new ကြပြားထဲမှာပါတဲ့ new ဆိုတာကရစ်တိုင်းနေတဲ့အမှုန်ကလေးတွေကိုခေါ်တယ်တဲ့နော်တနည်းအားဖြင့် new လို့ခေါ်တယ် new ရီဆိုင်နေတဲ့နေ့မှာပါဝင်ခြင်းကိုတက်တက်ကွက်ကွက်မပြင်းရအောင်များသောအားဖြင့်အေးတဲ့စောင်းရာသီတွေမှာ new တွေကိုတွေ့ရတယ်ကြပြားလေးကိုအခုစုတက်သွားပြီပေါ့နော်ကြပြားထဲမှာပါတဲ့အကြောင်းအရာလေးကိုဒီချက်ပြောပြမယ်နော်။ပင်ဝါယုံကြပြားလေးရဲ့ပုံလေးကိုကြည့်ပါဦး။ သားတို့သမီးတို့ဘာတွေကိုတွေ့ရပါသလဲဝါပင်နဲ့ရှေဦးတောင်းငယ်ကလေးတွေကိုမြင်ရတယ်နော်ဝါပင်လေးတွေကဘာရောက်ပါလဲဟုတ်တယ်ပင်ဝါယုံရဲ့အရွက်ကလေးတွေကစိမ့်လက်နေပြီးတော့အကန့်ကက်ကလေးတွေကအညိုရောင်ဖြစ်နေတယ်ဒါကြောင့်စိမ့်လက်ငယ်တဲ့ညိုရောင်လို့ဖွဲ့ဆိုထားတာပါပုံထဲမှာဝါပင်လေးတွေကရှည်ရှည်မြင့်မြင့်ဆိုတော့လေတိုက်တဲ့အခါမှာမြောက်ဘက်ကိုရိမ့်လိုက်တောင်ဘက်ကိုရိမ့်လိုက်ဖြစ်နေတယ် ရိမ်းနေဆိုတာကတက်မှတ်ခြင်းမရှိဘဲနဲ့တိမ်းဆောင်းနေတယ်လို့ဆိုတာကိုအဓိပ္ပာယ်ရပါတယ်။ဒါကြောင့်မို့ပင်ဝါယုံလေယူသိမ်းတဲ့ရိမ်းညွဲ့မြောက်တောင်လို့ကဗျာကဖွဲ့ဆိုထားတာပါ။မြူဆိုင်နေတဲ့နေ့တွေမှာပဝန်းကျင်ကိုတက်တက်ကွက်ကွက်မမြင်ရဘူး။များသောအားဖြင့်အေးတဲ့ဆောင်းရသည့်တွေမှာညူတွေကိုတွေ့ရတယ်။အဲ့တော့ကဗျာလေးကတော့ညူကိုရမှောင်းဆိုတာရေးဖွဲ့ထားတယ်။တောင်ခပန်းရေးတဲ့အခါမှာ တောင်ခပန်းလို့ရေးပြီးတော့ ဖတ်တဲ့အခါမှာတော့ထောင်ကပန်းလို့ဖတ်ရတယ်เนาะထောင်ကပန်းဆိုတာကတောင်ရဲ့အလဲပိုင်းကိုဆိုလိုတယ်ဒါကြောင့်ညူကိုရဲ့မှောင်ဟိုတောင်ကျော့ကပန်းလို့ကဗျာကဖွဲ့ဆိုထားတာပါမြိုင်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကတော့တစ်ပင်နေထူထပ်စွာ ပေါ်များစွာပေါက်ရောက်နေတဲ့နေရာစိမ့်ဆိုအုံမိုင်းနေတဲ့တောလို့အဓိပ္ပာယ်ရတယ်ကုန်းခိုဆိုတဲ့စကားရဲ့အဓိပ္ပာယ်ကတော့ခရီးလမ်းမှာအရိတ်ခိုရန်နာသည်နန်းဆိုတာကတော့တအားတို့တမီးတို့နားလေလောက်မဲ့ ตายရဲ့แน่นๆလို့အတိတ်ပဲဖွဲ့ဆိုထားတယ်။ဒါကြောင့်ရွှေဦးရောင်းငယ်တို့မြိုင်ဆောင်မှာတွန်တန်ချူလှတဲ့ကွန်းခိုတဲ့နန်းလို့ကြပြားစရာကဖွဲ့ဆိုထားတာဖြစ်တယ်။ဒီကြပြားလေးကဝေယုံပင်နေနဲ့တောတောင်တဘာဝတွေနဲ့အလှအပတွေကိုဖွဲ့ဆိုထားတာဖြစ်တယ်။ဒါကြောင့်သားတို့သမီးတို့ဟာကြပြားလေးရဲ့အကြောင်းအရာကိုသိပြီးတော့ကြပြားကိုထက်ခါထက်ခါရွတ်ဆိုကြရမယ်နော်။ အဲ့တော့သားတို့သမီးတို့ရေဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်တစ်ချိန်သားတို့သမီးတို့ ਨੇ ပြန်ဆုံပြီးတော့သင်ခန်းစာတွေကိုဆက်လက်ပြီးတော့သင်ကြားပေးကြမယ်เนาะလောက်ခမရေးစာစမ်းမယ်เย้သားတို့သမီးတို့ရေမင်္ဂလာပါဒီနေ့တီချဲကတော့အခန်း၃ဂါကြီးကြာရခေါင်းစဉ်ပြောကြမယ်ဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားပေးမှာဖြစ်တယ် တိယရန်မြန်မာစာဖတ်စာအုပ်ထဲကစာမျက်နှာ30ကိုကြည့်ကြမယ်နော်ခေါင်းစဉ်6ခုပေးထားပါတယ်သားတို့သမီးတို့ကခေါင်းစဉ်6ခုရဲကခေါင်းစဉ်ကလေးတွေကို အရင်ရွေးလိုက်ကြအောင်အဲ့ဒီထဲမှာမှအကြိုက်ဆုံးခေါင်းစဉ်လေးတစ်ခုကိုရွေးပြီးတော့ပြောရမှာနော်ကိုရတဲ့ခေါင်းစဉ်လေးတွေကိုပြောတဲ့အခါမှာမိမိမိရဲ့ ပြောရမယ့်ခေါင်းစဉ်နဲ့တက်ဆိုင်တဲ့အကြောင်းအရာရဲ့မိမိပြောလိုတဲ့အကြောင်းအရာအဲ့ဒီအချက်တွေကိုပါဝင်အောင်ရေးရမယ်နော်ကိုရွေးထားတဲ့အကြောင်းအရာတွေကိုဝက်ကြငါးချောင်းပြောနိုင်အောင်ကြိုတင်စဉ်းစားထားကြရမယ်နော်ဒီချက်ကပထမဦးဆုံးနမူနာခေါင်းစဉ်လေးတစ်ခုကိုပြောပြမယ်နော်မိသားစုအကြောင်းကျွန်တော်ရဲ့အမိကတော့မောင်လာဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုများမှာအဖေအမေအမနဲ့ကျွန်တော်ဖြစ်ပါတယ် ပြေသည်ကြောင်းစရာဖြစ်၍စာအတင်ပြအလွန်ကောင်းပါသည်မိမိသည်အိမ်မှုကိစ္စများကိုစီမံပေးသောအိမ်ရှင်မကောင်ဖြစ်ပါသည် ကျွန်တော်၏မမသည်စက်ထမရန်တွင်ပညာသင်ကြားနေပါသည်ကျွန်တော်ကတော့တတိယရန်တွင်ပညာကျိုးစားသင်ယူနေသောကျောင်းသားတစ်ယောက်ဖြစ်ပါသည်ဒါကတော့ဒီချဲနမူနာပြောပြတာဖြစ်တယ်အရင်ဆုံးစဉ်းစားရမယ်နော်စဉ်းစားရဲဆိုတာကအရေးကြီးတယ်ခေါင်းစဉ်နဲ့သက်ဆိုင်တဲ့အရာကိုပဲစဉ်းစားကြရတယ် ဘာအကြောင်းအရာလေးတွေပြောပြမယ်ဆိုတာကိုကိုဘေးမှာရှိတဲ့တငယ်ချင်းနဲ့ဆွေးနွေးပြီးတော့စဉ်းစားကြည့်အောင်ပထမအဆုံးခေါင်းစဉ်ကတော့ကြောင်းသားကြောင်းပြန်မြင်ကွင်းဒါကတော့တအားတို့တမီးတို့နေစဉ်ကြောင်းသားကြောင်းပြန်မြင်တွေ့ရတဲ့အကြောင်းအရာလေးတွေကိုပြောရမှာဖြစ်တယ် ကျောင်းသွားတဲ့အခါမှာတွေးရတဲ့တစ်ပင်ကြီးတွေ၊ရှုခင်းတွေ၊အဆောက်အဦတွေ၊ပောင်းကျင်မှာတွေးရတဲ့အရာတွေဘသူတွေနဲ့တွေ့ဘူးတလေအဲ့ဒီမြင်ဝင်းနေတဲ့ကိုပြောပြရမှာတတိယခေါင်းစဉ်နံပါတ်3ကိုပြောကြမယ်နော်အကြိုက်ဆုံးကစားနည်းကစားနည်းတွေအများကြီးရှိတယ်ဒါတို့သမီးတို့အကြိုက်ဆုံးကစားနည်းတစ်ခုကိုပဲပြောရမှာနော်ကိုကြိုက်တဲ့ကစားနည်းကတော့ကို့အထွက်ဘလို့ကစားရတယ်စိတ်ထဲမှာဘလို့ခံစားရတယ် ဘလို့အကျိုးတွေရှိတယ်လဲဆိုတာစဉ်းစားပြီးမှအကြိုက်ဆုံးကစားနည်းကိုဖြစ်တယ်လို့ပြောရမှာနော်နံပါတ်၄အကြိုက်ဆုံးအစားအစာအကြိုက်ဆုံးအစားအစာဆိုတဲ့ခေါင်းစဉ်အတိုင်းကိုအကြိုက်ဆုံးအစားအစာတစ်ခုကိုပြောရမယ်အစားအစာတွေကအများကြီးတွေကကိုကဘာကြောင့်ဒီအစားအစာကိုချိန်တယ်လဲဆိုတာကိုရှင်းပြရအောင်ချိန်တဲ့အစားအစာကိုဘာယာရီနဲ့ပြုတ်လုထားတယ်ဘလို့ပြုတ်လုထားတယ်လဲ ဘာကြောင့်ကြိုက်ရတယ်ဘလို့အရသာတွေရှိရယ်ဆိုတာတွေကိုကြိုက်ပါတယ်ဆိုတာကိုရှင်းပြရမယ်နော်ပျော်ဆုံးနေ့နေ့တွေအားလုံးထဲမှာသားတို့သမီးတို့ကြုံတွေ့ရတဲ့အပျော်ဆုံးနေ့လေးတစ်ခုကိုပဲပြောရမှာဥပမာဆမ်မွေးအောင်တဲ့နေ့ဆိုပါစို့ဆမ်မွေးအောင်ဇင်းမှာအဆင့်ကောင်းကောင်းနဲ့အောင်ခဲ့လို့ပါအဆင့်ကောင်းကောင်းရဖို့ဘလို့အဆင့်ဆင့်စူးစမ်းခဲ့ရတယ်ဆိုတာပြောပြရမယ်စူးစမ်းလို့ အောင်မြင်မှုရရှိခဲ့လို့အပျော်ဆုံးနေ့ဖြစ်ခဲ့ပါတယ်ဆိုတာကိုစဉ်းစားပြီးတော့ပြောရမှာနောက်ဆုံးနံပါတ်6ခေါင်းစဉ်လေးကတော့အချစ်ဆုံးတငယ်ချင်းတငယ်ချင်းတွေအများကြီးရယ်တငယ်ချင်းတွေအများကြီးတဲ့ထဲရနေအချစ်ဆုံးတငယ်ချင်းရဲ့အမိကိုပြောရမှာတငယ်ချင်းကိုဘာကြောင့်ချစ်ခင်ရလဲဆိုတော့တငယ်ချင်းရဲ့ကောင်းတဲ့အချက်တွေကိုပြောရမယ်တငယ်ချင်းကကို့အပေါ်ဘလို့ဆက်ဆံတယ်ဘလို့ကောင်းတဲ့တငယ်ချင်းဖြစ်တဲ့အတွက်ကြောင့်အချစ်ဆုံးတငယ်ချင်းဖြစ်ပါတယ်ဆိုတာကိုစဉ်းစားပြီးပြောရမှာနော် င်ကန်းစာမှာပါတဲ့ခေါင်းစဉ်6ခုကိုဒီချက်ကနမူနာပြဆွေးနွေးခဲ့ပြီးပြီနော်အဲ့ဒီထဲမှာမှကိုကြိုက်တဲ့ခေါင်းစဉ်တစ်ခုကိုခေါင်းစဉ်နဲ့ကိုက်ညိအောင်စဉ်းစားပြီးဘေးကတငယ်ချင်းနဲ့နှစ်ယောက်တည်းပြောကြည့်ပါပြောကြည့်ပြီးမှစာရွက်ပေါ်မှာရေးကြည့်ပါဒီနေ့တော့ဒီချက်ကကြာရခေါင်းစဉ်ပြောကြမယ်သင်ကန်းစာလေးရတော့ဒီလောက်ပါပဲနောက်တစ်ချိန်စာသင်ချိန်မှာတွေ့ကြရမယ်နော်